မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်မူလဝတ္တနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မူလဝတ္တနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လာရွာသွင်းခဲ့တဲ့မှတ်သားဖွယ်ရာမူရေးချင်းများမှာ ရန်ကုန်ကပ္ပိုင်းမှာနှစ်တသမာရှစ်ခွန်းလက်မတက်ကုန်းမြို့မှာနှစ်တသမာ36လက်မဖမ်းမြို့မှာနှစ်တသမာ39လက်မ နေပြည်တော်ဆရာတီတီမျိုးနဲ့နဲ့ဖန်ဆိုင်ပြိုးရေးမှုလို့သားတို့မှာတိတသမာကိုခွန်လက်မစီမောက်မယ်မျိုးမှာတိတသမာခွန်နစ်လက်မနေပြည်တော်စပူတီတီမျိုးနဲ့မှာတိတသမာ69လက်မပြင်မနာမျိုးမှာတိတသမာ9ခွန်လက်မကိုကိုချင်းမျိုးမှာတိတသမာ9လေးလက်မမိထီလာမျိုးမှာတိတသမာ3လေးလက်မနဲ့ငါဆွေမျိုးမှာတိတသမာ3တုံညာလက်မတို့တိုက်ထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတာဂျူရူမဖမ်းရရှိတဲ့ပေါ်ရဘင်္ဂလားပြည်လဲရောအနောက်တောင်ပိုင်းမှာတရင်နေငယ်မှာတရင်တည်ဖြစ်ထွက်နေပြီးကပ်ပလီပြည်လဲပြင်းနဲ့ကြံဘင်္ဂလားပြည်လဲရောတို့မှာတရင်တည်မှာတိတ်ထုထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိန်တောင်များဖြစ်ထွက်မှုအကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေလျားရနေရာတချို့မှာ ိုးရွာသွေးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုပြခြင်းမျက်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ကြံတိုင်းဒေသကြီးနဲ့ပြည်내များမှာတိမ်အင်းတိမ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီနေ့မြေပြင်းမှုလေဝသအခြေအနေပြနေပြားတူမြင်းပုံစံအရမုံတမာကွေမွန်တနင်္သာရီကိုင်းရတဲ့လျှောက်တို့မှာမုံတုံလေးအားနေငယ်မှာအာတိတိရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားနေငယ်မှာအာတတီရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားနေနေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတတီရှိပါမယ်လှိုင်းမြင်မှာမြမကံရိုတဲ့တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပင်မှာ9ပင်ကန်ရှိနိုင်ပါတယ်မနှက်ပြမနှက်အထိခမ်းမန်းချက်များအနည်းငယ်ကတော့မကွေးတိုင်းဒေသကြီးမှာနေရာကွက်ချ ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့တနင်္သာရီတိုင်းဒေသကြီးမှာနေရာနှံပြောင်းမိုးထချုံရွာပါမယ် အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ ီးတဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ22ဒီဂရီဆက်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဒီတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလဲနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆက်စီယပ် 68ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက် မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲ။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့မုတ်တုံလေးအားနဲ့နေပါမယ်။လာမယ့်စနေတရုံးကနေအားလည်းများအတွက်မိုးလီဝတာခံမှန်းချက်များအနည်းငယ်ကတော့နေပြီးတော့မှနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်းနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။မြင်းကလင်းတဲ့အနည်းငယ်ကတော့ဒီကနေ့မြန်မာစံတော်ချိန်၈နာရီ၃၃မိနစ် 54စက္ကန့်အချိန်မှာနေပြည်တော်မြင်းကလေးစခန်းမှာ အရှိတောင်ဘက်2182မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်ပမင်တနရိုဖလပီမြောက်လက်တီတွေ့ခုနှစ်တသမာ3ခွန်ဒီဂရီအရှိလောင်တီတွေ့126တသမာခွန်ခွန်ဒီဂရီအနက်30ကီလိုမီတာကန့်ကိုဗဟိုပြု၍အင်အားရေတာစကေးခုနှစ်တသမာ၄ဆင့်ရှိ အင်းအားပြင်းထန်တဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါရယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလယ်နှစ်နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တနဲ့ဇလားဗီရာသတင်းများပဲဖြစ်ပါရယ်ကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါစေရှင်